အီလွန်မတ်စတထောင်မှချမ်းသာတဲ့အိန္ဒိယရဲ့စီးပွားရေးဘုရင်ကြီးမူကက်ရှ်အမ်ဘာနီကမ္ဘာအချမ်းသာဆုံးပုဂ္ဂိုလ်တွေအကြောင်းကိုပြောတဲ့အခါအီလွန်မတ်စ်ရဲ့နာမည်ဟာမပါမဖြစ်ပါဘူး။ဒါပေမဲ့အီလွန်မတ်စ်ထက်ချမ်းသာတဲ့သူရှိသေးတယ်လို့ပြောရင်ပရိသတ်ကြီးတို့ယုံနိုင်မှာမဟုတ်ပါဘူး။အိန္ဒိယနိုင်ငံရဲ့စီးပွားရေးလုပ်ငန်းစုကြီး Reliance Industry ကိုအဓိကချုပ်ကိုင်ပိုင်ဆိုင်ထားတဲ့ဥက္ကဋ္ဌကြီးမူကက်ရှ်အမ်ဘာနီဟာအီလွန်မတ်စ်ထက်ချမ်းသာတဲ့ထရီလီယံနာကြီးတစ်ယောက်ဆိုပြီးတော့အားလုံးကယူဆထားကြပါသေးတယ်။ MBD ရဲ့စီးပွားရေးအင်ပါယာဟာအိန္ဒိယနိုင်ငံရဲ့စီးပွားရေးနဲ့လူမှုရေးအပေါ်မှာကြီးမားတဲ့တက်ရောက်မှုတွေရှိနေပြီးတော့သူရဲ့ပိုင်ဆိုင်မှုတွေဟာလည်းပဲလုံးဝအမကန်ဖြစ်ပါတယ်။ Mugesh Ambani ဟာ Reliance Industry ကိုတီထောင်ခဲ့တဲ့ Dhirubhai Ambani ရဲ့သားဖြစ်ပြီးတော့ဒီကုမ္ပဏီဟာရေနံဓာတ်ရုပ်လုပ်ငန်း၊ဆက်သွယ်ရေးလုပ်ငန်း၊လက်လီရောင်းဝယ်ရေးနဲ့အခြားသောလုပ်ငန်းအမျိုးမျိုးမှာပါဝင်လုပ်ကိုင်လျက်ရှိပါတယ်။အထူးသဖြင့်တော့ Geo လို့ခေါ်တဲ့ဆက်သွယ်ရေးလုပ်ငန်းဟာအိန္ဒိယနိုင်ငံရဲ့ Digital ကဏ္ဍကိုတော်လှန်ပြောင်းလဲခဲ့ပြီးတော့တန်ပေါင်းများစွာသောအိန္ဒိယနိုင်ငံသားတွေကိုလည်း အင်တာနက်ကိုအကောင်းဆုံးအသုံးပြုနိုင်အောင်ကောင်းကောင်းသုံးဆောင်နိုင်အောင်လို့လှုံ့ဆော်ပေးခဲ့ပါတယ်။ Mugesh Ambani ရဲ့ပိုင်ဆိုင်မှုတွေကိုတိတိကျကျတွဲချဖို့ခက်ခဲပေမဲ့ Forbes နဲ့ Bloomberg လိုမျိုးစီးပွားရေးမဂ္ဂဇင်းတွေရဲ့အချမ်းသာဆုံးသူတွေစီးရင်မှာတော့သူဟာအမြဲလိုလိုထိပ်ပိုင်းကနေပြီးတော့ပါဝင်လေးရှိပါတယ်။ Elon Musk ရဲ့ပိုင်ဆိုင်မှုတွေဟာအဓိကအားဖြင့်သူ့ရဲ့ company တွေရဲ့ stock share တန်ဖိုးတွေပေါ်မှာမူတည်နေပြီးတော့အပြောင်းလဲမြန်နေဆိုပေမဲ့ Ambani ရဲ့ပိုင်ဆိုင်မှုတွေဟာပိုပြီးတော့တည်ငြိမ်တဲ့သဘောတရားမှရှိပါတယ်။ ဒါကြောင့်မလို့တခါတလေမှာကဘာမှာအချမ်းသာဆုံးမှလို့ပြောတဲ့ Elon Musk ရဲ့ပိုင်ဆိုင်မှုတွေထက်တောင်မှာဒီတထေးကြီး Mukesh Ambani ရဲ့ပိုင်ဆိုင်မှုတွေကပိုများတဲ့အခြေအနေတွေရှိခဲ့ပူပါလိမ့်။ Ambani ဟာသူ့ရဲ့စီးပွားရေးလုပ်ငန်းတွေအပြင်လူမှုရေးလုပ်ငန်းတွေမှာလည်းတက်ကြွစွာပါဝင်လှူရှားလေးရှိတဲ့သူပါ။သူ့ရဲ့မိသားစုတွေ၊ပညာရေးကျန်းမာရေးနဲ့အခြားသောလူမှုရေးလုပ်ငန်းတွေအတွက်ရန်ပုံငွေတွေကိုအများကြီးထောက်ပံ့ပေးလေးရှိသလိုကဘာပေါ်မှာအလူတန်းနဲ့ပတ်သက်လို့ရှိရင်လည်းရက်ရောတဲ့သူတယောက်ဖြစ်ပါလိမ့်။နောက်ပြီးသူနေထိုင်တဲ့အိမ်၊သူနေထိုင်တဲ့နေရာဟာဆိုရင်လည်း အီယာမမျိုးကြီးတမျိုးလားလို့ထင်ရလောက်အောင်ကိုအင်ကိုပြင်ဆင်ချဲ့သားထားတာဖြစ်ပြီးခြံဝင်းထဲမှာဘာမစိုးလူတိုင်းတရနိုင်တဲ့အထိအကုန်လုံးကိုထည့်သွင်းဆောက်လုပ်ထားတာဖြစ်ပါလိမ့်။သူရဲ့သားမင်္ဂလာဆောင်တုန်းကဆိုရင်လည်းကဘာမှာရှိတဲ့နာမည်ကြီးပါတဲ့ဆရာဆယ်လီတွေကိုဖိတ်ကြားခဲ့တာဖြစ်ပြီးချင်းချင်းတဲတဲပဲတလာဝင်းကျင်လောက်အထိမင်္ဂလာပွဲကိုကျင်းပခဲ့တာဖြစ်ပါလိမ့်။ဒါကြောင့်မလို့ဒီမူကက်ရှ်မန်နီကိုပရိသတ်ကြီးတို့ကောင်းကောင်းသိကြမှာပါ။အမ်ဘန်နီရဲ့အိမ်ဖြစ်တဲ့အန်ဒီလီယာဟာလည်းပဲကဘာပေါ်မှာအဖိုးကြီးမားဆုံး ပုဂ္ဂလိကရအိန္ဒိယကတစ်ခုဖြစ်ပြီးတော့အိန္ဒိယနိုင်ငံရဲ့စီးပွားရေးအင်အားကိုပြသနေတဲ့တင်ဂေတာတစ်ခုအဖြစ်လည်းနာမည်ကြီးပါရည်။ဒါကြောင့်မလို့ Mukesh Ambani ဟာ Elon Musk ထက်အမြဲတမ်းချမ်းသာနေတာတော့မဟုတ်ပေမယ့်သူ့ရဲ့စီးပွားရေးအင်ပါယာနဲ့ပိုင်ဆိုင်မှုတွေဟာအင်မတန်ကြီးမားပြီးတော့ဥရောပတစ်ခွင်ပြည်ပြည်စင်ကဘီလီယံနာဆိုတဲ့သူတွေကိုအသာလေးရှင်နိုင်တဲ့အနေအထားရှိပါရည်။နောက်ပြီးသူဟာအိန္ဒိယစီးပွားရေးရာမှာအရေးပါတဲ့ခန်းကဏ္ဍကနေပါဝင်နေပြီးတော့ ူဟာအိန္ဒိယနိုင်ငံရဲ့ပြိုင်ဘက်ကင်းစီးပွားရေးဘုရင်တစ်ပါးဖြစ်တော့ရာစုနှစ်ပေါင်းများစွာရည်တည်နေအောင်မှာအသေးအချာပဲဖြစ်ပါတယ်။ပရိသတ်ကြီးတို့လည်းအီလိုမတ်စ်ထက်မူကက်ရှ်အမန်ဒီကပိုချမ်းသာတယ်ဆိုရင်လက်ခံနိုင်မှာမလား။နောက်ထပ်လည်းအခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုကျွန်တော်တို့ရဲ့ဖိရှေကနေပြီးတော့ရှာဖွေတင်ဆက်ပေးအောင်ပါဖြစ်ပါတယ်။ဒါမျိုးလေးတွေကြည့်ရတာကြိုက်နေတတ်တယ်ဆိုရင်ကျွန်တော်တို့ရဲ့ page ကိုလည်း like and follow subscribe ပြုလုပ်ဖို့အတွက်မမေ့ပါနဲ့။အစုံနီးကြည့် show အပ်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။